တောသားရှင်များရှင်မင်္ဂလာပါ FEPC တည်တည်အပ်သောတမချန်းအစီအစဉ်များကိုတနင်္လာနေ့မှတောက်ကြနေ့အထိနေ့ရက်စဉ်တိုင်းအတန်လွင့်ပို့ချနေပါတယ်ရှင်နှုတ်ကပတ်တော်လိလာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါတယ်ရှင်တောသားရှင်များခင်ဗျာဣသရေလမျိုးတွေဟာအီဂျစ်နိုင်ငံရဲ့ကျွန်းဘဝကနေလွတ်မြောက်လာခဲ့ကြပြီးတဲ့နောက်ဘုရားရှင်ဂရိပေးတော်မူတဲ့လုံးနဲ့ပြည့်စည်စင်သောခန္ဓာပြည်ကို ထွက်ခွာလာခဲ့ကြတဲ့ခရီးလမ်းမှာငွေတဘိုးခရံနှလုံးကို ပြုတ်လို့ဖို့ဘုရားရှင်ကမိန့်တော်မူခဲ့ပါတယ်။ဒီငွေတဘိုးခရံနှလုံးကိုဖောက်တဲ့အခါမှာလဲနှိုးစော်သံနဲ့ပုတ်ရမယ့်အချိန်နှိုးစော်သံမပြုတ်ဘဲနဲ့ပုတ်ရမယ့်အချိန်တွေကိုခွဲခြားသတ်မှတ်ထားပုံကစိတ်ဝင်စားစရာဖြစ်ပါတယ်။ဒီလိုမတူညီတဲ့တဘိုးမှုတ်သံတွေကိုအစ္စရေလလူမျိုးတွေအားလုံးဟာခွဲခြားသိမှတ်နားလည်ကြရမှာလဲဖြစ်တဲ့အကြောင်းတောလျာကျမ်းခန်းကြီး30ကိုဒီကနေ့သင်သိရသောတမန်ကျမ်းစီစဉ်မှာ လေ့လာမှာဖြစ်ပါတယ်။ Israel လူမျိုးတွေကိုအီဂျစ်နိုင်ငံရဲ့ကျွန်းဘွားကနေဥဆောင်ခေါ်ထုတ်လာခဲ့တဲ့မောရှေဟာဘုရားရှင်က သူ့ကိုအစဉ်မြဲလမ်းပြနေပါလျက်နဲ့လူကိုအားကိုးလိုစိတ်ရှိနေစေဖြစ်တဲ့အကြောင်းသင်ခန်းစာယူပွဲရာတောလျာချန်ခန်းကြီး30ကိုဒေါက်တာထွန်းမြတ်အေးကအခုလိုရှင်းလင်းဖော်ပြမှာဖြစ်ပါတယ်။ငွေတပိုးများဆိုပြီးတော့စတင်လေ့လာကြပါစို့။တောလျာချန်အခန်းကြီး30အငယ်1မှ2 အဖန်ထားဝဲရဖျားသည်မောရှေအားမိန်တော်မူပြီးကသင်သည်ပရိသတ်စည်းဝေးခြင်းက၎င်းတတ်တို့ကိုခြီစေခြင်းက၎င်းမှုတ်ရသောငွေတဘိုးနှလုံးကို တလုံးကိုငွေတဒုံးစီဖြင့်မဆက်ဖဲလောက်ရမည်တဘိုးနှစ်ခုဆိုရဟာသက်သေခိုင်ကန့်စည်းခြင်းကို ဖော်ပြပါတယ်ဒီသက်သေနှစ်ယောက်သောသူရဲ့တူပြိုင်မှုတ်လိုက်တဲ့အဖန်ဟာလူမျိုးတော်စတင်လှုပ်ရှားဖို့အတွက်ဖြစ်ပါတယ်အငယ်၃မှ၄တဘိုးမှုတ်သောအခါ ရိသတ်အပေါင်းတို့သည်ပရိသတ်စည်းဝေးရာတဲတော်တကားရှိသင့်ထန်၌စည်းဝေးရကြမည်တဘိုးတလုံးကြီးကိုမှုတ်လျင်ဣသရေလအမျိုး၌လူတစ်ထောင်ကိုအုပ်သောမင်းတို့သည်သင့်ထန်၌စည်းဝေးရကြမည်တဘိုးကိုမှုတ်လိုက်ပြီးဆိုတာနဲ့ပရိသတ်စည်းဝေးရာတဲတော်တကားရှိမှအားလုံးလာရောက်စုဝေးကြရမယ်ဆိုတာကပထမဖော်ပြထားတဲ့အချက်ဖြစ်တယ်ပြီးနောက်မှာတော့တဘိုးတလုံးတဲကိုမှုတ်ခြင်းအပြင်ဣသရေလအမျိုးအနယ်စုအသီးသီးကမင်းတွေကို စုယုံစေတယ်လို့ဒီနေရာမှာဆက်ပြီးတွေ့ရတယ်။ဒီအချက်ဟာတခြားမဟုတ်ပါဘူး။ခရစ်တော်ရဲ့အသံတော်ကိုတွေးကြောခြင်းအပြင်အသင်းတော်ကိုသိမ်းဆည်းရန်ခေါ်ယူခြင်းရဲ့အတိတ်ငမိတ်ပဲဖြစ်ပါတယ်။ဗျာဒိတ်ကျမ်းအခန်းကြီး3အငယ်20မှာကြည်ပါ။ငါသည်တကားရှိမှရက်၍ခောက်ရနေ၏။အကျဉ်သူသည်ငါ၏အသံကိုကြား၍တကားကိုဖွင့်ထိုသူရှိရသောငါဝင်၍သူနှင့်အတူ စားသောက်မည်ဆိုပြီးဖော်ပြထားပါတယ်။ဒီအချက်ဟာကက်တင်ရှင်ရဲ့ လော်ဒီကီမျိုးအသင်းတော်ကိုခေါ်ယူခြင်းတရင်လေးဖြစ်ပါတယ်။အငယ်9မှ9နှိုးစော်သံနှင့်မှုတ်သောအခါအရှိတက်သူသည်ခြိသွွားရကြမည်။ဒုတိယအချိန်နှိုးစော်သံနှင့်မှုတ်သောအခါတောင်တက်သူသည်ခြိသွွားရကြမည်။တတိယအချိန်နှိုးစော်သံနှင့်မှုတ်သောအခါအနောက်တက်သူသည်ခြိသွွားရကြမည်။သရုတ်ထအချိန်နှိုးစော်သံနှင့်မှုတ်သောအခါမြောက်တက်သူသည်ခြိသွွားရကြမည်။အစဉ်အတိုင်းခြိသွွားစေခြင်းကနှိုးစော်သံနှင့်မှုတ်ရမည်။ ပရိသတ်စည်းဝေးစေခြင်းကနှိုးစော်တံကိုမပြုတ်ဘဲတဘိုးမှုတ်ရမည်။တဘိုးမှုတ်သံအသီးသီးမှာဥတီကျဲအမျိုးမျိုးရှိနေတယ်ဆိုတာကိုဒီနေရာမှာမြင်ရပါတယ်။တောလျာကျန်းအခန်းကြီး30အငယ်9ပင်တို့သည် ကိုပြီ၌နေသောအခါတိုက်လာသောရန်သူတို့ကိုစစ်ချီလျင်နှိုးစော်သံနှင့်တဘိုးမှုတ်ရမည်။ထိုအခါပင်တို့၏ဘုရားသခင်ထာဝရဘုရားသည်ပင်တို့ကို အောင်းမေ့၍ရန်သူလက်မှကယ်တင်တော်မူမည်။နောက်ထပ်တဘိုးမှုတ်ခြင်းရဲ့အတိတ်ဘယ်ကတော့ နှိုးစော်ခြင်းဆိုတဲ့အချက်ပါပဲအငဲတစေသင်တို့သည်ရှင်လန်းခြင်းကိုပြုသောနေ့ပွဲသဘင်နေ့လာဇန်းနေ့တို့၌သင်တို့ဖျားသခင်အောင်းမေတော်မူဖို့ရာသင်တို့မိရှို့ရာယစ်မိသဟာယာယစ်ပူဇော်တကားများအပေါ်မှာတဘိုးမှုတ်ကြရမည်ငါသည်သင်တို့၏ဖျားသခင်ထာဝရဖျားဖြစ်သည်ဟုမိန့်တော်မူ၏ဖတ်မှတ်တဲ့အချိန်ကာလနဲ့စင်ရင်စရာပွဲတော်တွေအတွက်လေတဘိုးမှုတ်ခြင်းဆိုတာရှိရမယ်တဲ့မိတ်ဆွေအပေါင်းတို့ခမညာ ငွေဆိုတဲ့သတ္တုဟာကဲတင်ချင်းတရားရဲ့အထိတ်မှဖြစ်ပါတယ်ဒီငွေနဲ့သာဒီတဘိုးကိုပြုလုပ်ထားရတာဟာကဲတင်ချင်းတရားကိုလက်ခံသူတို့အဖို့အမြဲသတိပေးနေတဲ့အချက်ဖြစ်ပါတယ်နှိုးစော်နေတဲ့အချက်ဖြစ်ပါတယ်ဒါကိုအလွန်တိတိသာသာဒီနေရာမှာပေါ်လွင်စေပါတယ်ကျွန်တော်ရဲ့ဘဝအသက်တာဖြစ်တဲ့ဘာမျှမသေးကွဲသောဂန္ဓာရလမ်းမှာကဲတင်ချင်းကြွေးကြော်သံဟာကြားနေရတဲ့အကြောင်းပြင်ပြလိုက်ပါရစေ ချီတက်လမ်းကြောင်းဆိုပြီးတော့ခေါင်းစဉ်နဲ့ဆက်လက်တင်ပြပါရစေဦးအငယ်17နဲ့17ဒုတိယနှစ်ဒုတိယလအရက်20မြောက်သောနေ့ရက်၌မိုးတိမ်သည့်တက်သည့်ခံချက်တဲတော်မှကွာမြောက်သည့်ဖြစ်၍ဣသရေလအမျိုးသားတို့သည်သီနာတောင်မှခရီးသွားကြ၏နောက်တဖန်မိုးတိမ်သည့်ပါရန်တော်၌နေ၏သီနာဆိုတဲ့ဒေဝမှာဣသရေလရဲ့နေရတဲ့နှစ်ဟာတစ်နှစ်ကျော်ခဲ့ပါပြီအခုအချိန်မှာတော့အမိန်တော်နဲ့အညီငွေတဘိုးမှုတ်ပြီ ခยีစတင်ထွက်ကြရပြီ။ပါယံတော်လို့ခေါ်တဲ့အရက်ကိုရောက်စေဖို့အကြည့်မိုးတိမ်ဟာအဲ့ဒီအရက်မှာပွားပြီးတည်နေပါတယ်တဲ့။လမ်းပြပို့ဆောင်နေပါတယ်တဲ့။ကျွန်တော်တော်လေရချမ်းအခန်းကြီး1တုံးကလေးကတဲတော်နဲ့နီးတဲ့အတွင်းစီးမှာ လေဝိအမျိုးတွေပတ်ချလဲရှိရမယ်။ဖာ၍ဝေးရအပြင်စီးမှာတော့တခြားဣသရေလအမျိုးအနွယ်12မျိုးတတ်ချရမယ်ဆိုတာတွေကိုရှင်းရှင်းလင်းလင်းသဘောပေါက်ခဲ့ကြပြီပါဗျ။စနစ်တကျရှိတဲ့ခြစ်တက်ရလမ်းမှာ ပထမဦးဆုံးမောရှိနဲ့အာယုံကနေပြီးတော့မိုးတိမ်တိုင်ကိုမြင်တဲ့အချက်ပြမယ်။ငွေတဘိုးတွေကိုမှုတ်ကြလိမ့်မယ်။ကောဟတ်သားတွေဟာ ပရိညင်သစ်တာတော်နဲ့ရှေ့ဆုံးကနေခြေတက်ရမယ်။ဘာဖြစ်လို့လဲဆိုရင်ပရိညင်သစ်တာတော်ဟာဘုရားသခင်ရဲ့အဓိကနေရာဖြစ်တဲ့အတွက်ကြောင့်ရှေ့ဆုံးကနေခြေတက်ရမှာဖြစ်ပါတယ်။ကျွန်တော်ရဲ့ခရိယန်များရဲ့အသက်တာမှာရှေ့ဆုံးမှာဘုရုကိုထားတယ်လေ။ဘုရားသခင်ကိုထားရပါမယ်။ကယ်တင်ရှင်သခင်ခရစ်တော်ကိုထားရပါမယ်။ ဒါဟာရှင်းလင်းစရာမလိုတဲ့အချက်ပဲဖြစ်ပါတယ်။ဘလောက်ထူးခြားတဲ့မြင်ကွင်းလဲ။မနဲ့စောစော မိုးတိမ်ကြိမ်ကြီးပေါ်ပြီးဆိုတာနဲ့သူတို့အားလုံးဟာအထုပ်အပိုးတွေပြင်ပြီ။ဒါတော့ပရမအူဆုံးသဘိုးမှုတ်သံဟာမောရှိအာယုံနဲ့တစ်တာတော်တို့အတွက်အချက်ပေးတဲ့အသံဖြစ်တယ်။ဒုတိယသဘိုးမှုတ်သံကတော့ယူရာတို့ရဲ့အလံတော်အောက်ကအဖွဲတွေပဲပေါ့။ပြီးနောက်မှာတော့တတိယအကြိမ်သဘိုးမှုတ်သံရဲ့နောက်မှာဂေရရှုံနဲ့မေရာရီတို့အဖွဲတွေရဲ့ တဲတော်ဆိုင်ရာလေးလံတဲ့ပစ္စည်းတွေနဲ့လိုက်လံချီတက်ကြရလိမ့်မယ်။နောက်တစ်ခါတဘုံပုတ်ရင်တော့ကောဟရဲ့အမျိုးတွေဟာ ဖစ်တာတော်ကလွယ်ပြီးကြံရစ်တဲ့အသုံးဆောင် ပရိဘောဂတွေကိုထမ်းပြီးလိုက်ကြရလိမ့်မယ်။သတ္တမမြောက်အသံကိုတော့အေဖရင်အလန်တော်နဲ့အဖွဲတွေအတွက်ရည်စူးပြီးမှုတ်တာပဲပေါ့။နောက်ဆုံးသတ္တမအသံကတော့ဒန်ရဲ့အမျိုးသားအလန်တော်အောက်ကအဖွဲတွေအတွက်ဖြစ်ရလိမ့်မယ်။ဟိုးနောက်ဆုံးကြတော့မှဣသရေလတွေနဲ့တွဲပြီးပါလာတဲ့ကာဗျားတွေ ဧည့်သည်တော်တွေဖြစ်ရပါလိမ့်မယ်။အဲ့ဒီကာဗျာအုပ်စုဒီတဲ့လူငယ်ကလေးတယောက်အကြောင်းကိုတော့မိတ်ဆွေတို့မေ့အောင်မထင်ဘူး။ဖျားသခင်ကိုသွားပြီးကျိန်ဆဲမိတဲ့အတွက်ကြောင့်အဖေခံခဲ့ရတယ်ဆိုတာကိုဝုပြုရကျမ်းအခန်းကြီး24မှာကျွန်တော်တို့တွေ့ခဲ့ကြရတယ်မဟုတ်ဘူးလား။ရွေးကောက်တော်မူသော လူမျိုးတော်အဝွန်အဝိုင်းဟာအေးအားမလူအုပ်ကြီးဖြစ်နေပြီဆိုတာကိုဒီနေရာမှာရှင်းရှင်းကြီးကျွန်တော်တို့မြင်ရပါပြီ။ဒီတော့တဘိုးမှုတ်သံဟာခုနှစ်ချက်ရှိတယ်ဆိုတာ ျွန်တော်သိရပြီ။ဗျာဒိတ်ကျမ်းကိုကျွန်တော်ရောက်ရင်တဘိုးမုတ်တန်ခုနှစ်ချက်ကြားရအောင်မယ်ဆိုတာကိုကြိုပြီးတော့ကျွန်တော်ဖော်ပြထားခြင်းပါလေ။ဒီတဘိုးမုတ်တန်အားဖြင့်မြေတပြင်လုံးမှာရှိတဲ့ဣတရီလလူမျိုးတော်ဟာမိမိတို့ရှိလျာရက်ကနေတစ်ခါပြန်ပြီးတော့တစုတွဲပြီးရောက်လာမယ်လို့ကျွန်တော်ဆက်လက်အသေးပဲဖွင့်ဆိုကြားပါလိမ့်ဦးမယ်။ဒါကိုတော့သက်ဆိုင်ရာဂန္ဓာတွေကိုရောက်တော့မှဆက်လက်ပြီးတော့ကျွန်တော်ရှင်းလင်းတင်ပြပေါ်မှာပါ။ ကယ်တင်ရှင်သခင်ခရစ်တော်ရဲ့နောက်တကြိမ်ကြွလာတော်မူခြင်းဟာအောင်ပွဲခံ၍ကြွလာခြင်းသာဖြစ်တယ်လို့ကျွန်တော်ဖော်ပြခဲ့ပါတယ်။ပထမအကြိမ်ကြွဆင်းလာခြင်းဟာအပြစ်မှကယ်တင်ခြင်းနဲ့ခါဝရအသက်လမ်းကိုခင်းပေးဖို့အတွက်သာဖြစ်ပါတယ်။ဒုတိယအကြိမ်ကြွလာခြင်းကတော့အပြစ်သက်တရားစီရင်ခွင့်နဲ့တကူအာနာနဲ့ကြွလာတော်မူခြင်းပဲဆိုတာကိုကျွန်တော်အကြိမ်ကြိမ်ဖော်ပြခဲ့ပြီးပါပြီ။အဲ့ဒီအချိန်ကာလမှာအောင်ပွဲခံတဲ့တပိုးသံတွေကိုကြားရအောင်မယ်ဆိုတဲ့အချက်ကို အခုတောလဲရကျန်းကတဘိုးမှုတ်တန်တို့ဟာကြိုတင်ဟောကိန်းထုံနေပါတယ်ဗျာဒိတ်ပေးနေပါတယ်ဗျာဒိတ်ကျန်းအခန်းကြီး1အငယ်37မှာအခုလို့တွေ့မြင်နိုင်ပါတယ်သခင်ဖျားနေ၌ဝိညာဉ်တော်ကိုခံရ၍တဘိုးခရအဖန်ကဲ့သို့ငါနောက်၌မြည်သောအဖန်ကြီးကိုကြား၏မြည်သောအချက်ဟုမူကားသင်သည်မြည်သောအရာကိုစာဆောင်၌ရေးထား၍အေဖက်မြို့သမုရဏမြို့ပေရဂံမြို့ဖွာတိရမြို့သာဒီမြို့ ဖိလတ်ဒီလဖိမြို့လောဒီကီမြို့၌ရှိသောအသင်းတော်ခုနှစ်ပါးထံသို့ပေးလိုက်လောဟုဆိုသည်။အဲဒီလိုဖော်ပြထားခြင်းဖြစ်ပါတယ်။ဗျာဒိတ်ကျမ်းကို ရှင်ယောဟန်ဟာသူ့ရဲ့ယူပါယုံထဲမှာမြင်တွေ့ရတဲ့အချက်များကိုဗျာဒိတ်များအဖြစ်ကျမ်းပြုပြီးတော့တင်ပြထားခြင်းဖြစ်ပါတယ်။ဘုံတကောတော်နဲ့ပြည့်စုံတဲ့ခရစ်တော်ရဲ့အသံတော်ဟာတဘိုးခရာမှုတ်တဲ့ကျေလောင်သောအဖန်အဖြစ်သူတင်ပြလိုက်ခြင်းဖြစ်ပါတယ်။ သက်သာလောနိဩဝါဒစာပထမစာဆောင်အခန်းကြီး၄အငယ်၁၆မှာလေတခင်ဖျားသည်ကြွေးကြော်ခြင်းကောင်းကင်တမန်မင်းအသံပေးခြင်းဖျားသခင်၏တပိုးတော်ကိုမှုတ်ခြင်းနှင့်တကွကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူ၍ခရစ်တော်၌သေလွန်သောသူတို့သည်အူးထမြောက်ကြလိမ့်မည်အဲ့ဒီလိုရှင်းရှင်းလင်းလင်းဖော်ပြထားပါကြောင်းတင်ပြပါရစေအခုတော်လေရာကျမ်းမှာတပိုးများမှုတ်ခြင်းဟာရွေးကောက်တော်မူခြင်းခံရသော လူမျိုးတော်ရဲ့ မသေးကွဲသောခန္ဓာရအလေကမှောင်မိုက်သောဘဝခရီးရဲ့လမ်းညွန်အချက်ပေးဆံများပဲဖြစ်ခဲ့ပါလေအငယ်29မောရှိကလည်းထာဝရဘုရား၏ဂရိတော်အတိုင်းငါတို့အားပေးတော်မူမည်အရက်တို့ငါတို့သည်ယခုသွားကြ၏ငါတို့နှင့်အတူလက်၍လာပါငါတို့သည်ကျေးဇူးပြုပါမည်ထာဝရဘုရားသည်ဣသရေလအမျိုးသားတို့၌ကျေးဇူးပြုပါမည်ဂရိရှိပါ၏ဟုမိမိရောက်ခမမိဒရန်အမျိုးရွေလသာဟောပတ်အားဆိုလျင် ခုအချိန်မှာမောရှိကသူတို့နဲ့အတူလိုက်ပါဆိုပြီးခေါ်တာကတော့ရောက်ခမကြီးရွေလဘုံမဟုတ်ရေသရောရဲ့သားဟောဘတ်ဖြစ်တယ်။မင်းလိုက်ခဲ့ပါရောက်ဖကြီးဟာတို့နဲ့အတူမင်းကိုကောင်းကြီးမင်္ဂလာတွေခံစားရစေနဲ့တဲ့။ပြည်ပြူရမယ်အချက်နော်။ရေသရောတို့ဆိုတာဟာမိဒရန်လူမျိုးတွေဣတရေလလူမျိုးမဟုတ်ဘူး။ဒါပေမဲ့ကျေးဇူးတော်ဆိုတာဟာဘုရားသခင်ကိုသာယုံကြည်လက်ခံအတူတူပဲဆိုတဲ့အတိတ်ပဲကိုဒီနေရာမှာရှင်းရှင်းကြီးမြင်ရတယ်။အရင်တကား အဲဂုတ်ထုနိုင်ငံအီဂျစ်နိုင်ငံမှာတော့ကလေဖာဦးတွေအီဂျစ်တွေအသက်ပေးလိုက်ရတာကို ကျွန်တော်ရှင်းပြခဲ့ပြီးပြီဒီဖေဒန်ဟာအီဂျစ်လူမျိုးမဟုတ်လို့ရွေးပြီးစီးရင်တာမဟုတ်ဘူးအသွေးတော်ကုတ်လင်းခြင်းမရှိလို့အသွေးတော်နဲ့ကဲတင်နိုင်ခြင်းကိုလက်မခံလို့အစီရင်ခံရတာဆိုတာကိုကျွန်တော်ရှင်းရှင်းလင်းလင်းဖော်ပြခဲ့ပြီးပြီပြီးတော့အသက်ရှင်တော်မူသောသခင်ကိုပယ်ပြီးတော့နွားတို့နေတို့ကွင်းဆောင်တို့လေဆောင်ငတ်တို့ကိုကိုးကွယ်တဲ့အပြည့် ကျွံဘွားနှစ်400ကိုမညာမတာခေါင်းပုံ ဖြတ်ပြီးတော့ခိုင်းခဲ့တဲ့အပြစ်ပြီးတော့ဣသရေလဖာဦးတွေကိုရေနှစ်ပြီးဖတ်ခဲ့တဲ့အပြစ်ဒီအပြစ်တွေအကုန်လုံးတပေါင်းတစ်စီးတီးခံခဲ့ရတယ်ဆိုတာကိုကျွန်တော်ပြောခဲ့ပြီးပါပြီဒီအချက်တွေကိုမျက်ခြေမပြတ်ကြပါနဲ့လို့ကျွန်တော်အလေးနဲ့ထပ်ပြီးသတိပေးလိုပါတယ်အခုလိုမောရှေ ဟောဘတ်ကို ဖိတ်ခေါ်တဲ့အဖန်ဟာဒီကနေ့အသင်းတော်ရဲ့ဖိတ်ခေါ်သံဖြစ်ထိုက်တယ်လို့ကျွန်တော်မြင်ပါတယ်အမောင်နဲ့မဲမဲဘာမျှမသေးွယ်သော လူမြိုင်ခရီးကျန်းတော်မှန်လေအသင်းတော်ဟာခရီးသည်ချင်းအတူတူအသက်လမ်းပေါ်မှာတည်မိနေတယ်ဒီအသက်လမ်းပေါ်မှာ အားလုံးသောကဘာသူကဘာသားတွေကိုငါတို့နဲ့အတူလိုက်၍လာပါကျေးဇူးပြုပါမည်လို့မောရှေကဟောဘတ်ကိုဖိတ်ခေါ်တယ်လို့ဖိတ်ခေါ်နိုင်တဲ့ယုံကြည်သူအသင်းတော်သူအသင်းတော်သားများဖြစ်နိုင်ကြပါစေလို့ကျွန်တော်တိုက်တွန်းအားပေးပါရစေဒီလိုကျွန်တော်ကပြောတဲ့အခါကျတော့ကျွန်တော်တို့နဲ့လိုက်ပါလာတဲ့လူဟာ ကျွန်တော်တို့လည်းထူပြီးတော့အပြစ်ကြီးနေတဲ့လူကျွန်တော်တို့လူကောင်းတွေအနေနဲ့အပြစ်သားအချင်းချင်းကိုကျွန်တော်တို့ကပဲလက်တွဲပြီးတော့ဈီးကုတ်နှက်ပြီးတင်တယ်လို့ဖြစ်နေသလားလို့ထင်เสียရရှိတယ်။အမှန်တော့ဒီသဘောတရားမျိုးလုံးဝမဟုတ်ပါဘူး။ဒီသဘောတရားမျိုးလုံးဝမခံယူနိုင်ပါဘူး။ကျွန်တော်တို့တွေကိုယ်တိုင်ဟာလည်းအပြစ်သားတွေပဲဖြစ်ပါတယ်။လူတွေကလူတွေပဲဖြစ်ပါတယ်။ဒါပေမဲ့ကဲတင်ချင်းတရားကိုမြင်ရပြီ။ကဲတင်ချင်းလမ်းပေါ်မှာရောက်နေပြီ။အပြစ်နဲ့လွတ်မြောက်ရလမ်းပေါ်မှာ ကောင်းငင်နိုင်ငံတော်ကိုရှောက်သွားနေကြပြီ။ထာဝရအသက်စုကျေးဇူးကိုခံစားနေရပြီ။ဒီကျေးဇူးတော်ကိုကိုယ့်ရဲ့จิตလူမုံသူအသက်ရှိသူလူသက်တော်အားလုံးကိုခေါ်ဆောင်ပြီးတော့ထာဝရဘုရားသခင်ရဲ့သနာခြင်းကျေးဇူးဂရုနာတော်ကိုထိတွေ့စေခြင်းဟာလောကမှာအကောင်းဆုံးကျေးဇူးပြုခြင်းလားဖြစ်တယ်လို့ကျွန်တော်ဒီနေရာမှာဆိုချင်ပါတယ်။အငယ်30ဟောဘက်ကငါမလိုက်မသွားပါ ငါနေရင်ပြီငါအဆွေမျိုးရှိရသူပြန်သွားပါမည်ဟုမောရှိဟာဆို၏အမှန်ကတော့ဒီလိုညင်းဆန်နေပြီဆိုရင်မောရှိဟာဆက်ပြီးတော့မခေါ်လိုက်ဘူးလို့ကျွန်တော်ယုံကြည်ပါတယ်ဒီလိုကျွန်တော်ပြောတာကတော့သူ့ကိုခေါ်ခြင်းမှာမောရှိရဲ့တခြားရည်ရွယ်ချက်တစ်ခုရှိနေခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒါပေမဲ့မောရှိကတော့ကျွန်တော်တွေးတာမျိုးမတွေးဘဲတောင်းတောင်းပန်ပန်နဲ့ဆက်ပြီးတော့သူ့ရောက်ဖို့ခေါ်ခဲ့ပါတယ်တော်လျာချမ်းအခန်းကြီး30အငယ်31 မောရှိကလည်းငါတို့ကိုစွန့်ပြေး၍မသွားပါနှင့်။သင်သည်သည်အတိုင်းငါတို့သည်တော၌စခန်းချရမည်။သင်သည်ငါတို့၏မျက်စိဖြစ်ရပါ၏။ကျွန်တော်ကတော့ပွင့်ပွင့်လင်းလင်းပဲပြောပါမယ်။ဒီနေရာမှာသင်သည်ငါတို့၏မျက်စိဖြစ်ရပါ၏လို့မောရှိဆိုလိုက်တာဟာကျွန်တော်အဖို့မျက်စိမဖြစ်ပဲမျက်စိလည်သွားစီပါတယ်။မောရှိဟာအလွန်သဘောကောင်းတဲ့လူစိတ်နူးညံ့ပိန်မွေးတဲ့သူတခါတရံမှာသူများကိုအားကိုလွန့်တတ်သူလို့ လူတယောက်ရဲ့အားနည်းခြင်းများအနေနဲ့ကျွန်တော်ပွင့်ပွင့်လင်းလင်းပဲဝေဖန်လိုပါတယ်။တချို့ဓမ္မဆရာတွေကတော့ဟောဘက်ကိုရောက်ခမရေသရောနဲ့အတူတူပဲလို့ဆိုကြပါတယ်။ကျွန်တော်ကတော့ရွေလဆိုတာကသာ ရေသရောအခုဟောဘက်ဟာ ရေသရောရဲ့သားဇီဘောရာရဲ့မောင်နှမဒါကြောင့်မလို့မောရှေရဲ့ရောက်ဖလို့ကျွန်တော်ပြောလိုပါတယ်။ဘာပဲဖြစ်ဖြစ်အနှစ်သာရမှာတော့မထူးတဲ့အတွက်ကြိုက်တယ်လို့အတိတ်ပဲဖွင့်နိုင်ကြပါတယ်လို့ပဲပြောချင်ပါတယ်။ရေသရောဟာရွေလပဲဆိုတာကတော့ ထွတ်မြောက်ရချမ်းအခန်းကြီး2အငယ်78အရကျွန်တော်ညွှန်ပြလိုပါတယ်အခုဟောဘတ်ဟာမိဒရန်သားဆိုတော့ဒီနာကပထဝီနယ်မြေတွေကိုကျွန့်ကျင်တယ်ဒါကြောင့်မလို့သူရှိရင်ဒီခရီးစဉ်အတွက်အကူအညီတွေရမယ်လို့မော့ရှေကမျှော်လင့်နေပါတယ်ဒါကြောင့်မို့လို့လဲခမရဟာကျွန်တော်တို့ရဲ့မျက်စီပါပဲခမရဆိုပြီးတော့မော့ရှေဟာအတင်းခေါ်နေတဲ့အဖြစ်ဟာရှင်းရှင်းကြီးသဘောပေါက်နိုင်ပါတယ်ကျွန်တော်ရဲ့အမြင်ကတော့ဖျားသခင်ဥဆောင်နေတဲ့လမ်းကြောင်းပေါ်မှာ ။ကဲမျက်စီမှာအားကိုးစရာမလိုဘူး။တခြားဘလူအကူအညီကိုမှခိုလုံနေစရာမလိုဘူး၊တွေးနေစရာမလိုဘူး၊မျှော်လင့်နေစရာမလိုဘူးဆိုတဲ့အချက်ပါပဲ။ဒီနေရာမှာကျွန်တော်အထက်ထပ်ဖော်ပြခဲ့တဲ့အချက်တစ်ခုကိုပဲထပ်မံဖော်ပြလိုပါတယ်။ကျွန်တော်တို့ရဲ့ခရိယံအသင်းတော်ကြီးများနဲ့အဖွဲ့အစည်းကြီးတွေဟာအေယာမပညာရကြီးတွေအောင်မြင်နေတဲ့စီးပွားရေးသမားကြီးတွေအာနာရှိသူတွေနိုင်ငံခြားဗျံကြီးတွေကိုရှေ့တန်းမှာဥဆောင်ခိုင်းနေကြပါသလားကောင်းပါတယ်ဝိညာဉ်အရှိန်တကော ပြင်းထန်မယ်ဆိုရင ဒီပုဂ္ဂိုလ်ကြီးတွေဟာဥဆောင်တိုက်တယ်လို့ပြောနိုင်ပါလိမ့်မယ်။ဒါပေမဲ့လောကလူသားရဲ့အမြင်အတွေ့ဆိုတာဟာလောကအတွက်သာထျောက်လိမ့်မယ်။တွင်ကျယ်လိမ့်မယ်။အောင်မြင်လိမ့်မယ်။အရာရာမှာသန့်ရှင်းသောဝိညာဉ်တော်ဆိုတဲ့မိုးတိမ်တန်ရဲ့ညွန်ပြခြင်းသာရှင်အဓိက ဖြစ်စေရမယ်ဆိုတဲ့မူကိုကျွန်တော်တို့အသေးဆုပ်ကန်ထားသင့်ပါတယ်။အသုံးပြုလဲပြုသင့်ပါတယ်။အခုအချိန်မှာမိုးတိမ်တန်ကြီးရှိတဲ့ကြားရရပဲမောရှိဟာကိုယ်ကြောင်သွားပြန်လေ။ရှေ့ပိုင်းနေမှာလဲအဲ့ဒီလိုပဲ ကြောင်ကလူးကလူးတွေတွေ့ခဲ့ရတဲ့အခါတွေရှိသလိုနောက်ပိုင်းမှာလည်းဆက်ပြီးတော့ကျွန်တော်တို့မောရှိအကြောင်းကိုတွေ့ရပါလိမ့်ဦးမယ်။မောရှိဟာသူရေးသားတဲ့ကြမ်းတဲ့မှာသူကိုယ်တိုင်ဒီအချက်ကိုထည့်သွင်းခြင်းဟာအကြောင်းရှိတယ်လို့ကျွန်တော်ကအလေးနဲ့ခံယူမိပါတယ်။ဘာအကြောင်းလဲဆိုတော့မိမိရဲ့ဇာတိပဂရိအာနေခြင်းအဖြစ်ကိုနှောင်းလူတို့သိစေရန်ထည့်သွင်းခြင်းဖြစ်ရလိမ့်မယ်လို့ကျွန်တော်အခိုင်အမာယုံကြည်မိပါတယ်ခင်ဗျာ။အငယ်33နဲ့34ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားဤတောင်တော်မှထွက်၍သုံးရကြသောခရီးသို့သွားကြ၏ထိုသုံးရကြသောခရီးကိုသွားကြစဉ်ထာဝရဘုရားဤပရိညင်သစ်တာသည်သူတို့အဖို့စခန်းချရအရက်ကိုရှာ၍သူတို့ရှေ့ကသွားလေ၏သူတို့သည်နေအချိန်၌တက်ချီ၍သွားသောအခါထာဝရဘုရားဤမိုးတိမ်သည်သူတို့အပေါ်မှရှိလေ၏ကဲဒီတော့မောရှေအဖို့ဘာလိုသေးတုန်းဘုသူမျက်စီကိုအငှားယူပြီးလမ်းရှာဖို့လိုသေးတယ်လေဖျားသခင်ကိုတော်တိုင်တီရှိနေပြီဥစ္စာ ဘယ်ရောက်ခမဘယ်ရောက်ဖလမ်းပြတာကိုမောရှိမျောလင်းဖို့လို့တည်းအဲတခုတော့ရှိလေလမ်းပြဖို့အရေးအတွက်မဟုတ်ဘူးငါတို့နဲ့အတူကဲတင်ချင်းကျေးဇူးကိုဘုရားသခင်ပြုမှာမို့လို့လိုက်ခဲ့ပါလို့ခေါ်ခဲ့တယ်ဆိုရင်တော့ကျွန်တော်အဖို့ပို့ပြီးတော့လှပတဲ့ဓမ္မသမိုင်းဇလံလေးတစ်ခုအမှန်ပဲဖြစ်ရလိမ့်မယ်လို့ကျွန်တော်ပြောချင်ပါတယ်ဒီနေရာမှာအတိတ်ကိုပြန်ပြီးလှည့်ကြည့်လိုက်မယ်ဆိုရင်လေမောရှိရဲ့အားနည်းချက်တွေရှိခဲ့တယ်လို့ပြောခဲ့တော့ ကျွန်တော်အနေနဲ့အနည်းငယ်စမြုံပြန်တဲ့နဲ့ထင်ပါတယ်ဖွံ့မြောက်ရာကျမ်းကိုပြန်ဖွင့်ကြည့်ရင်မိစေတို့ဒီအချက်တွေကိုပြန်ပြီးမြင်ရအောင်ပါမင်းသွားပြီးတော့ echo to c ကကျွန်ဒီကိုတယောက်တည်းသွားကယ်ဆန်းဆိုတဲ့အချိန်အမျိုးမျိုးကြီးထူခဲ့တဲ့အတွက်အာယုံကိုပျော်ရင်ဆိုခွင့်ရှိသူအဖြစ်ဖျားသခင်ထည့်ပေးလိုက်ရတယ်အမှန်ကတယောက်တည်းလှုပ်စေခြင်းနဲ့အလုံးဒါပေမဲ့မောရှိပူဇာလွန်းလို့အာယုံကိုဖျားသခင်မထည့်ပေးခြင်းပဲထည့်ပေးလိုက်တယ်ဖွံ့မြောက်ရာကျမ်းမှာကြတော့ မောရှိလေလစ်ကေရောနွားသားဥဒ္ဓဖကိုရွှေချပြီးအာယုံဥဆောင်ဖောက်ပြန်ခဲ့တယ်။ဣသရေလတမျိုးလုံးပတ်ပစ်ဖို့အထိဘုရားသခင်အမျက်တော်ထွက်ခဲ့ရတယ်ဆိုတာတွေတွေ့ခဲ့ရတယ်မဟုတ်ဘူးလား။တခါမောရှိမင်းဂုဘုံအတိုင်းဆိုရင်နာမည်နဲ့လိုက်အောင်အသက်မရှိပဲမြင်မြန်ကြွသွားလိမ့်မယ်ဟိ။လူတရာအုပ်90အုပ်တထောင်အုပ်တွေခန့်ပြီးတော့ကိုယ်စလဲလေးနဲ့အလုလုကွာဆိုပြီးတော့ရောက်ခမကြီးရေတရောဝင်းရှုပ်ခဲ့တာကိုလေကျွန်တော်တို့တွေ့ခဲ့ရပြီးပြီ။ ဖိတ်ကောင်းတဲ့လူတယောက်ရဲ့စေတနာနဲ့အကြံဉာဏ်တော့မှန်နေ။ဒါပေမဲ့ဘုရားသခင်ကမလိုလို့မစီစဉ်ထားတာကိုကျူးကျော်ပြီးဇက်လိုက်ဝင်လောက်တာပဲ။မောရှေကလည်းယောက်ခမကြီးရဲ့အကြံဉာဏ်ကိုလိုက်နာခဲ့တယ်။လိုက်နာဆိုအကြံဉာဏ်ကလည်းမဆိုးဘူးလေ။သူစက်ပါအောင်ပေးတဲ့အကြံဉာဏ်မဟုတ်ဘူးလား။အေးဒါပေမဲ့ဘုရားသခင်ကပဲအကြံဉာဏ်မရှိသေးအောင်ရောမောရှေကိုပဲတမင်မပင်မပင်မအောင်ဒီအစီအစဉ်မျိုးလက်မပြခဲ့သေးအောင်ဖြစ်စေတဲ့ စာရမဏေရဲ့ဉာဏ်ဤဉာဏ်ကလေးတွေပါသွားတယ်လို့ကျွန်တော်ဖော်ပြခဲ့ပြီးပြီအဲ့ဒီအချိန်ကစပြီးတော့ရေသရောရဲ့အကြံဉာဏ်နဲ့လူတုကိုယ်စလေစနစ်ဆိုတာစလာတယ်ဂျူးတို့ရဲ့ပြည်သူလွတ်တော်ဆိုတာဖြစ်လာတယ်အဲ့ဒီပြည်သူလွတ်တော်ကိုဆန်ဟီဒရင်လို့ခေါ်တယ်အခုတော့နိဆက်ပေါ့အဲ့ဒီဆန်ဟီဒရင်ကြီးဟာဘလောက်အကျိုးပြုတယ်မပြုတယ်တော့မသိဘူးနောက်ထပ်နှစ်ပေါင်းများစွာကြာမြင့်တဲ့အနာဂတ်ကယ်တင်ရှင်သခင်ခရစ်တော် ဝိုင်းဖက်ခဲ့ကြတာဟာအဲ့ဒီအဖွဲပဲဆိုတာကိုကျွန်တော်ဖော်ပြခဲ့ပြီးပြီအဲ့ဒီလိုပဲမကြခင်မှာမောရှိဘာတွေထပ်ပြီးတော့သွေးပြက်ပြီးတော့ဘယ်လိုအမှားတွေကျူးလွန်ခဲ့တယ်ဆိုတာကိုလည်းဆက်လက်တွေ့ရအောင်ပါပဲလို့ကျွန်တော်ထပ်ပြီးတော့ကြိုတင်ပြီးတော့ပြောထားနေမှာအောင်မယ်မိတ်ဆွေအပေါင်းတို့ခင်ဗျာအဓိက ဖော်ပြခြင်းတဲ့အချက်ကတော့ကေတင်ရှင်ရဲ့လမ်းပြခြင်းတွေလားဘဝရဲ့အဓိကရလိုအပ်ချက်ဖြစ်တယ်ဆိုတဲ့အချက်ပါအခုဣသရေလတွေအကြောင်းကိုပြန်စဉ်းစားလိုက်ရင် ဒီအချက်ဟာတွင်တွင်ကြီးပေါ်နေပါပြီ။သူဟာအငတ်ဘေးအန်ဒီရယ်ကနေကင်းလွတ်စေဖို့အတွက်ဖျားသခင်ဟာဒီဣသရေလတွေကိုအဲဂုတ်နိုင်ငံကိုပို့ခဲ့တယ်။အဲ့ဒီမှာနှစ်400နေပြီးတဲ့အခါမှာသူတို့ရဲ့ငိုကြေးမြည်တမ်းဇံတွေကိုကြားလို့သူတို့ကိုစစ်လုံးဝမတိုက်ရဘဲနဲ့ဖျားသခင်ကိုယ်တိုင်ကအဲဂုတ်အာနာရှင်ရဲ့လက်အောက်ကလွတ်မြောက်အောင်ဆောင်ကျင်းခဲ့တယ်မဟုတ်ဘူးလား။အခုခါနန်မြေကိုမင်းတို့ကိုငါပေးမယ်လို့ဂရိနဲ့သူတို့ကိုခေါ်ဆောင်ခဲ့တယ်မဟုတ်ဘူးလား။ ဒီလမ်းမှာသူတို့စားဖို့အတွက်အသားဓာတ်ကိုပေးတယ်။မန်နက်ဆိုတဲ့မုံကိုပေးတယ်။အသက်ရည်ကိုလည်းပေးခဲ့တယ်မဟုတ်ဘူးလား။ဒါဟာကျေးဇူးတော်ဖြစ်ပါတယ်။ဒါကြောင့်မို့လဲကယ်တင်ရှင်ရဲ့လမ်းပြခြင်းကိုသာကျွန်တော်တို့ဟာအဓိကလိုအပ်ချက်အဖြစ်သဘောပေါက်ထားဖို့ဒီနေရာမှာကျွန်တော်ထပ်မံတိုက်တွန်းနေပါတယ်။ဒီကနေ့လူသမိုင်းအကြောင်းကို ပြန်ပြီးစဉ်းစားကြည့်ရင်ဖျားသခင်လုံးဝမပါဝင်တဲ့အကြံအစီတွေအတွေးအခေါ်တော်လှန်ရေးကြီးတွေဟာ နဲ့ရှိုင်းစွာသုံးသက်လီဆုံရှုံခြင်းများနဲ့စွန့်ကွက်ခဲ့လီဖြစ်တယ်ဆိုတာကိုပြက်ပြက်ထင်ထင်ကျွန်တော်တို့ကပ္ပသမိုင်းကြောင်းအရာမြင်ကြရမှာဖြစ်ပါတယ်။အနီးကပ်ဆုံးအနေနဲ့လွန်ခဲ့တဲ့နှစ်80ခန်းအတွင်းကို လှမ်းပြီးတော့ကြည့်လိုက်ပါ။နှလုံးသားကင်းမဲ့တဲ့အရင်းရှင်ဆိုတဲ့ heartless capitalism နဲ့ဖျားသခင်ကိုလက်မခံတဲ့ပစ္စည်းမဲ့တော်လှန်ရေးသမား godless communism တို့အဲ့ဒီဗြိတ်ဘက်ကကြီးဟာ ဘယ်လိုနေတီတန်ဤကုန်းချုပ်သွားရဲဆိုတာကိုရှင်းရှင်းကြီးကျွန်တော်မြင်နိုင်ပါလိမ့်မယ်။တောလေယာကျမ်းအခန်းကြီး30အငယ်35နဲ့36တစ်တာတော်သွားသောအခါမောရှိက အိုးထားဝဲရဖျားထတော်မူပါကိုတော်ဤရန်သူတို့သည် လွင့်ကြပါစေသောကိုတော်ကိုမုံသောသူတို့သည်ရှေ့တော်မှ ပြေးကြပါစေသောဟု၍၎င်းတစ်တာတော်မသွားဘဲရန်နေသောအခါအိုးထားဝဲရဖျားဣသရေလအမျိုးသားအထောင်အပေါင်းရှိရသူပြန်လာတော်မူပါဟု၍၎င်းရှောက်ဆိုလေရှိ၏ တနည်းအားဖြင့်မနေ့အချိန်မှာဒီတနေ့တာကာလအတွက်အသက်တာကိုဆက်ကတ်ခြင်းနဲ့အသနာခံခြင်းဖြစ်တယ်။ညနေအချိန်မှာတော့ငြိမ်းချမ်းရိတ်ကိုတောင့်တခြင်းဖြစ်တယ်လို့ကျွန်တော်တို့တွေ့မြင်နိုင်ပါတယ်။မိတ်ဆွေအပေါင်းတို့ခင်ဗျာကျွန်တော်ရဲ့ဘဝအသက်တာတွေမှာလေမနေ့မိုးလင်းတဲ့အချိန်မှာကိုရရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပြီးမှနေတာရဲ့အသက်တာကိုစလိုက်ပါတယ်။ထို့အတူပဲတနေကုန်အလုလုတဲ့အချိန်မှာလေအခါအလျော်စွာဖျားသခင်ကို ိုမိုတိုးဝင်ချင်းကပ်ပြီးတော့ဖျားသခင်လမ်းပြတဲ့အတိုင်းအလုတ်ကိုလှုပ်ဆောင်ဖို့အရေးကြီးပါတယ်။ပြီးတဲ့နောက်ကိုယ့်အိမ်ကိုပြန်ရောက်ပြီးညအချိန်ကိုရောက်ပြန်ပြီးဆိုရင်လေမိသားစုနဲ့အတူဖျားသခင်ရဲ့ရှေ့တော်မှောက်ကိုတိုးဝင်ပြီးတော့လာမယ့်အမှောင်ညအတွက်ကိုရောရှင်ကိုအသနာခံကိုရောရှင်ရဲ့အရေးကိုခိုးလှုံမယ်ဆိုရင်ဘဝအသက်တာဟာဘလောက်လုံခြုံမလဲဆိုတာအထူးပြောနေဖို့လိုမယ်မထင်ပါဘူး။ဒါဟာယုံကြည်သူခရိယံများအားလုံးတို့ရဲ့ နေ့စဉ်အသက်တာကျင့်စဉ်များပဲဖြစ်ပါတယ်မိတ်ဆွေတို့ခင်ဗျာအဲ့ဒီလိုကယ်တင်ရှင်သခင်ခရစ်တော်နဲ့အတူတူရှင်သန်ခြင်းအပြင်ကြောက်မဲ့ဖွယ်နဲ့ဆိုင်တဲ့လောကကန္တာရတဲ့ကလောကရန်ဆိုတာဟာပျောက်ပြတ်သွားသလားဆိုတော့ဒီလိုတော့လည်းမဟုတ်ဘူးဒါပေမဲ့ဒီလောကရန်ဆိုတာဟာလူသားဖြစ်ပြီဆိုရင်ဘယ်သူရှောင်နိုင်မလဲဒီလောကရန်ကိုတော့ကြုံကိုကြုံရမှာပေါ့ဒါပေမဲ့အဖက်ရှင်တော်မူသောဖခင်ကယ်တင်ရှင်သခင်ခရစ်တော်နဲ့ အစဉ်တစ်ပြင်းသခင်နှင့်လက်တွဲထားသောသူတို့၏အသက်တာဟာစိုးရိမ်ပူပန်စရာပင် ရှိတော်လေကျေးဇူးတော်ကိုအစဉ်အမြဲမြင်ရတယ်။ပြီးတော့ကျွန်တော်တို့ရဲ့မျှော်မှန်းချက်ဟာတိုးတောင်းတဲ့ဘဝအသက်တာနဲ့မကဘူး။ကကာလာတလျှောက်လုံးအတွက်ဖြစ်တယ်။အနာဂတ်ကာလသေသည်အခြားမဲ၌မိမိတို့ရယူအပ်သောသာဝရအသက်လန်းစီကိုဥတည်ကြခြင်းဖြစ်ပါတယ်။ဒီအခွင့်အရေးကို ပေးတဲ့ကျေးဇူးတော်ဟာဘလောက်ကြီးသလဲ။ဒီကျေးဇူးတော်ကိုနားလည်ခြင်းဟာဖြင့် ခရစ်တော်ကိုယုံကြည်သူတို့ရဲ့ နေ့စဉ်အသက်တာဆောင်ရွက်ချက်များအားဖြင့်ထင်ရှားလျက်ရှိနေပါကြောင်းတင်ပြလိုက်ပါရစေခင်ဗျာ။နောက်တစ်ချိန်အစီအစဉ်မှာဒေါ်လျာကျန်းအခန်းကြီး7အခန်းငယ်1ကနေအခန်းငယ်23အထိကိုလေ့လာမှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါရစေ။ 肯高级百万岁先。